်ပါလျက်ရှိတဲ့ MLN U21 Youth League 2025အမှတ်ပေးဘောလုံးပြိုင်ပွဲဟာနောက်ဆုံးအပတ် Week 26ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။လက်ကျန်တပွဲလိုမှာအမှတ်ပေးစရာကို ISP အသင်းကရမှတ်58မှတ်နဲ့ဦးဆောင်ထားပြီးတကုန်း Star United အသင်းကရမှတ်56မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နေပါတယ်။နောက်ဆုံးအပတ်ပွဲစဉ်မှာ ISP အသင်းနဲ့တကုန်း Star United အသင်းတို့ထိပ်တိုက်တွေ့ဆုံနေပြီးရင်းပွဲမှာ ISP အသင်းကတရေတမှတ်ရရှိုံနဲ့ချန်ပီယံဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒီတမက်ရရင်လည်းချန်ပီယံဖြစ်တယ်ဆိုပေမဲ့အာတန်မြောက်ကိုလေးစားရှင်တန်ပါပါ။နောက်တစ်ခုကကျွန်တော်တို့လည်းအခုတွေ့မဲ့ပြန်မဲ့ကတကယ်ဒီရသည်မှာတကယ်ခြေစွမ်းရမ်းကောင်းပြီးတော့ခြေစွမ်းရမ်းတည်နေတဲ့တင်ဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ကတော့အာဒီတိတ်ပန်ကြောင်းသားလူငယ်လေးနေဖွဲ့ထားတာဖြစ်တဲ့အတွက်အဲအတွေ့အကြုံတော့နှုတ်ပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့မှာအဆန်းစားရှိတော့ပြန်မဲ့တင်ကျွန်တော်လေးလေးစားနေရှင်တန်ပါပါ။အာတကုတ်စားတဲ့ကအာတူးချင်းခြေစွမ်းမရောအတင်းလိုက်ကိုတကယ်ကောင်းတဲ့အတင်းပါ။အာကျွန်တော်တို့အနေနဲ့ သူတို့ရှိရကစားသမားတွေထိန်းချုပ်ဖို့ခက်ခဲမှာပါအဲဒါပေမဲ့လည်းကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ပြင်ဆင်နေတယ်အဲသူတို့ရဲ့ဒီရှေ့တန်းနေအလေတန်းနေပေါ့နော်သူတို့ရဲ့ဒီအားကောင်းတဲ့ဒီ team play တွေကိုကျွန်တော်ထိန်းချုပ်နိုင်မှုအတွက်အကောင်းဆုံးစူးစမ်းပြီးပြင်ဆင်နေပါတယ်အကောင်းဆုံးရလဲရမယ်လို့လည်းပြောလဲမှာဒဂွန်စတာ United တင်းနီးပြကလည်း ISP တင်းနဲ့ပွဲပေါ်ခုလိုတုံ့တက်ထားပါတယ်ကွန်ဆာယူနိုက်တက်ဘောလုံးအသင်းက ။ဒါပေမဲ့ကျွန်တော်တို့ကပထမဆုံးရရှိဖို့အတွက်ကျွန်တော်ကြိုတင်ပြင်ဆင်ထားပါတယ်။ကြိုတင်ပြင်ဆင်ထားတဲ့နေရာမှာလည်းတပည့် opponent ရဲ့အသင်းရဲ့ကစားပုံကစားနည်းဟန်တွေအဲသူတို့ရဲ့လှုပ်ရှားမှုတွေဘယ်လိုဆောင်ရွက်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကသူတို့အားသာချက်အားနာချက်ကိုကြည့်ပြီးတော့ကျွန်တော်အသင်းလည်းဟိုကျွန်တော်ဟိုအကောင်းဆုံးပထမဆုံးရရှိအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်ခင်ဗျာ။ AS Basin နဲ့ Go Star United တင်းတို့ကစားကြမယ်နောက်ဆုံးပွဲစဉ်ကိုလာမယ့်အော်တိုဘာ23ရက်ညနေ3:00ခွဲတုံးနာကွင်းမှာကျင်းပမှာဖြစ်ပြီး ရင်းပွဲစဉ်ကိုဝင်ကြေးအခမဲ့ဖြစ်သတ်မှတ်ပေးထားပါဗျ။